နေရာတွေ့နေရတာပေါ့နော် Facebook လို့ပေါ့အဲ့တော့ကိုယ်လည်းစင်းသားဘွားလာတဲ့ခါကြာရင်တော့ဦးစင်းတို့လည်းကြုံခဲ့ဖူးတာပေါ့နော်ညီမငေးဆုံးပေါ့အခုပြည်တည်နေဆိုတော့အဲ့ကောင်မှလည်းခွေးမွေးတုံးအောင်ဆိုလို့ရှိရင်တော့ဒီဆန်နေပါတယ်ခက်ခက်ရှိတာပေါ့မရှိဘူးပေါ့နော်မွေးတဲ့အချိန်မှာခွေးမွေးရမယ်ဆိုတော့အဲ့တော့အချိန်မှာဒီလိုမျိုးခက်ခက်နေရှိခဲ့တယ်အဲ့ဆိုတော့အဲ့တော့အဲ့ဒါကြောင့်မလို့လဲဦးစင်းဒီလိုမျိုးခက်ခက်ရှိတဲ့ဒီကမှတော့ဒီဘိုက်ကနေရာကြီးမှာဖောင်းပြီးတော့ပေါ့နော်အဲ့ကြည့်လို့ ဆက်ချက်မသားဘူးပေါ့နော်အားနဲ့ဦးစင်းကနေပြီးတော့အာကူညီမယ်တက်နိုင်သလားတက်နိုင်တဲ့ဖန်ကဘိုင်းကူညီပဲအာနိုင်ငံတော်ဆိုရတယ်သဆိုင်တဲ့ဌာနဆိုင်ရတယ်လေဒီကလေးကိုတက်နိုင်ဆုံးကူညီမယ်ဆိုပြီးတော့ဦးစင်းသိန်းထောက်ကျော်ရပါ යි ပေါ့နော်အာကလေးရဲ့ကုသိုလ်ကံပေါ့လေဒါဒီပေါ်လေအာဒီနေ့ ဒီကြောက်ကဲယောဂဝင်တာအာခန်းစားနေရတယ်6နှစ်သမီးပေါ့အာဝန်ဖူးခိုင်ပေါ့လေအာဒီကလေးလေးကဘောရခိုင်ပြည်နယ်ကြောက်တော်မျိုးဒီဂလန်ဒန်မြစ်ပေါ့ဒီကစ်ပွန်နီဒီမြစ်ပေါ့လေဘင်းနာကပိုက်တီယောဂလို့ပြောပါတယ်အဲ့တော့ဒီကလေးဒီလိုဖြစ်နေတာဆိုလို့ရှိရင်ဒီရန်ကန်ဆဲမှာပေါ့လေ လင်္ကာရှောက်လာလောက်ရှိပြီပြောရဲဆိုတော့ဟောလင်္ကာရှောက်လာလောက်ရှိပြီဆိုတော့ဒီဆိုရှယ်မီဒီယာတွေမှာဒါဒီဖလက်ဖောင်းတွေမှာတွေ့နေရတာပေါ့နော်ဒီ Facebook လို့အဲတော်တော်များအောင်စဉ်အဲတွေ့နေရတယ်အဲ့တော့ဒီလိုတွေ့နေရတဲ့အခါကျရင်တော့ဒီဦးစဉ်တင်းမိပါတယ်အချိန်မှာဦးစဉ်ကြိုက်တယ်တော့နေတော့အတိတ်ထောက်မှနေတော့လေအချိန်မှာတင်းမိတတိထားမိတာပေါ့နော်ဘိုက်ကလည်းဖောင်းပြီးဒီကလေးကဒီနေ့ ချောလာရည်နဲ့ဘာလို့မလိုက်ဘောဆိုတော့ကြောက်ကဝေးနဲ့တော်တော်ပြင်းပြင်းနဲ့ခံစားနေရမြင်တော့တွေ့တာပေါ့အဲ့ဒါလည်းမြင်ပြီးတော့ဒီမူစင်ကစကားပေါ့ထိုင်းနိုင်ငံကလေလေးဘောနော်ကိုညီပေဖို့ကိုညီပေဖို့ဆိုတော့လူငယ်ပေးဖို့ရဲ့အဒေါ်လာတွေရရှိထားတယ်ပေါ့ဆိုတော့ဒီလူငယ်ကိုဦးစင်းတော့တွေ့တာဦးစင်းညီမဒီနန်းနယ်တာတော့ပါတော့လေအဲတွေ့တာပေါ့အဲတွေ့တော့သူတို့ဒီဟိုပေါ့ လေသိန်းလေးစီလူထတာတွေ့တယ်အဲသိန်းလေးစီပေါ့ဒီလူတွေတို့တော်ပြီးလူတန်းလဲနောက်ပြီးတော့ဒီဟိုတော်တော်များသွက်လူနေကြတာတွေ့ပါတယ်ဘာတောင်းလို့တသိန်းလို့ပေါ့နော်အဲ့လိုအားနဲ့နေပြီးတော့ဦးစင်းကနေပြီးတော့အာထိုင်းနိုင်ငံဘန်ကောက်မြို့ကဒါကြီးဖိုလန်အမော်ကပုံစံတော့အားနဲ့ဒီမလေးရှားနိုင်ငံပေါ့မလေးရှားနိုင်ငံကဟိုရောက်နေတဲ့ရခိုင်ပြည်နယ်18မြို့နေကအာမြို့ရှိရခိုင် အသိအဖွဲကနေပြီးတော့ဒီနေ့သိန်း900နဲ့ဟို60ပေါ့960လူတန်တယ်အဲတော့ဒီမလေးရှားနိုင်ငံက960လူတန်တယ်အာတို့ဒီမလေးရှားနိုင်ငံရခိုင်ပြည်နယ်ပေါ့မလေးရှားနိုင်ငံရောက်ရခိုင်ပြည်နယ်စခုနှစ်မျိုးနေကအာရခိုင်မျိုးရှိလူငယ် brighter အသိန်းကနေပြီးတော့900နဲ့60လူတန်တယ်နောက်ပြီးတော့ငယ်ကရိုးမရခွင် brighter အသိန်းကနေပြီးတော့ဟို100နဲ့30 အဲ့လိုတွေ့တာပါအကုန်လုံး100နဲ့80ပေါ့ဖြစ်သွားတာပေါ့ဆိုတော့ဒီနေ့နောက်တစ်ခါဦးစင်းလောလုံးနေရင်ねဒီနေ့ဦးစင်းတခါတရားပေါ့လေဒီ mobi ထောက်ကျက်ဖက်ကပေါ့လေအဲ့ဒါသူကလည်း online ဒီငွေဥစ္စာပေါ့ဟိုအလူငွေကောက်ခံပြီးရထားတဲ့သိန်း၄၆တိုင်းရောပေါ့နော်ဟိုနေရကြောပေါ့ဆိုတော့အဲ့တော့ဒီနေ့အိုးမစိုးပေါ့နော်တင်းတထောင်ဝမ်းကျင်လောက်ရတော့တယ်အဲ့တော့သူကဒီ ယောဂဝိညာရှင်ရဲ့အမေဝင်ဖူးခိုင်ရဲ့အမေမှာသူသိန်း1400ဘာလို့ရပြီလို့ပြောတယ်ဆိုတော့ဒီအကုန်လုံးဆိုရင်အကုန်လုံးသိန်း1000လို့ကျွန်တော်တော့ရပါပြီပေါ့ရပါပြီဆိုတဲ့ခါကျတော့ဒါတော့ဟောအမတမသူသူရဒီကလေးရဲ့ဟိုတန်ဇာတာပေါ့နော်ဒါဦးစင်းကတော့ဇီဝိတဒါနာပေါ့လေအဲ ူညီဆောင်ရွက်ပေးတာပေါ့ဆိုတဲ့အခါကျရင်ဒီအပေါ်မှာအာဒီအဓိကပြဿနာကဘာလဲဆိုတော့သူ့မှာအာဒီနိုင်ငံတော်ကူမယ်အိန္ဒိယမှာတော်ကူမယ်အိန္ဒိယမှာကြောက်ကြအစားထိုးဥတာပုံဆိုလို့ရှိရင်ဟိုမယားမြန်ပစံအများကြီးလိုတာပေါ့အဲ့ဒါအိန္ဒိယနိုင်ငံကိုတော်ဖို့အတွက်ဆိုရင်တော့အိန္ဒိယနိုင်ငံကပါဦးစင်းတို့ကာလာကတာဥနန်တော်ကိုပုံစံပြီးတော့မြေကြီးလိုက်တဲ့ခါကျကာလာကတာအပိုလိုဆင်းအောင်မှလည်းပြီးတော့ ခွဲစိတ်ကူးသားတယ်ဆိုလို့ရှင်တော့ဒေါ်လာ3000ခွဲကျော်ကျော်လောက် US ဒေါ်လာပေါ့နော်ဘုံတော့ခွဲကျော်လောက်ပေါ့ပဲပေါ့ဆိုတော့အော်ဒီကခက်ခဲရပါလဲဆိုတော့နိုင်ငံသားနိုင်ငံကူးလက်မဲ့ passport ပေါ့နော်အဲ့ဒါအဲ့ passport ရဖို့အတွက်ကိုလည်းပဲဦးစဉ် home service လုပ်ပေးဖို့အတွက်ကိုနေပြီးတော့ဒီပြရပူချော်ကြီးထွက်ထွက်နာအောင် အပြတော်စုဝန်ကြီးအပြတဲ့ဝန်ကြီးဌာနမှာအကူအညီတောင်းတာရော request letter ပို့ထားတယ်ပြီးတော့အဲ့ကနေပြီးတော့မှအာဒီဟိုတန်ပေါ်လေးကိုလည်း request လုပ်ထားတယ် support ဝန်ကြီးစီလည်း support တယ် apply လုပ်ထားပြီးခုနကပဲဦးစင်းဖုန်းဆက်ပြီးမေးလိုက်တော့ဒူဝန်ကြီးလက်မထိုးဘဲကျန်တော့လာပါတော့ဒူဝန်ကြီးလက်မထိုးပြီးလို့ရှိရင်ဒီနေ့အတွက်ဒီနေ့အာမနေ့ဖက်ဆိုရင်ဖုန်း service အနေနဲ့လာပြီးတော့ဟိုဒီဦးစင်းတို့ကြောင်းလာပြီးတော့ဒီ လူနာချင်းရဲ့လူနာချင်းရဲ့အမေရဲ့အဖိုးရဲ့အဖေရဲ့ပေါ့နော်။ဟောနတ်စ်တယောက်ရဲ့။အဲ့ဒါအိုစင်ပတ်စပို့လုပ်ပေးမယ်။မျိုးဒီဆိုရှယ်မီဒီယာအခုခေတ်ကအိုစင်တို့ဒီဆိုရှယ်မီဒီယာပလက်ဖောင်းတွေက Twitter တော့ Instagram တော့အာဟိုမင်းနေရတွေ့နေရတာပေါ့နော် Facebook တော့ပေါ့။မင်းနေရဒါတွေမြင်နေရတော့ဒီလိုမျိုးအနှိမ့်ထောင်တွေမြင်နေရတဲ့ခါကြာရင်တော့အကြည့်ရဘူးပေါ့နော်။ အဲ့တော့ကိုယ်လည်းစိတ်နှသာပေါ်ကလာတဲ့ခါကြရင်တော့ဒီလိုတိုက်တာတစ်ခုအနေထားရောက်လာတဲ့ခါကြလို့ရှိတော့သူတို့ယောဂဝေဒနာခံစားနေရတဲ့ခါကြရင်တော့ဒီလိုမျိုးဦးစင်းတို့လည်းကြုံခဲ့မှုတာပေါ့နော်အဲ့တော့ကိုယ်အမေအဖေတို့ကလည်းပဲဒီလိုမျိုးအာဒါကိုယ်စဉ်မှာငေးဆုံးပေါ်အခုပြေးသေးနေဆိုတော့အဲ့ကောင်မှလည်းခွေးမွေးတုံးကဆိုလို့ရှိရင်တော့ဒီဆန်နေပါလေခက်ခက်ရှိတာပေါ့မရှိဘူးပေါ့နော်ငွေတဲ့အချိန်မှာခွေးမွေးရမယ်ဆိုတော့အဲ့တော့အဲ့ဒီမှာဒီလိုမျိုးခက်ခက်နေရှိသေးတယ် အဲဆိုတော့အဲ့ဒါအဲ့ဒါကြောင့်မလို့လေဦးဇင်းဒီလိုမျိုးခက်ခဲရှိတဲ့ဒီကမာကြီးကိုလည်းဦးဇင်းအာအချက်တော်မဆေးုံဒီကုသပေးခဲ့ဖို့လေအခုလည်းဒီလိုမျိုး online social media မှာတွေ့တဲ့ခါကြရတော့ဘိုက်ကနေရာကြီးမဖောင်းပြီးတော့ဘောနော်အာကြည့်လို့မဆက်ချက်မတားဘူးဘောနော်အဲ့ဒါနဲ့ဦးဇင်းကနေပြီးတော့အာကုညီမယ်တက်နိုင်သလားတက်နိုင်တဲ့ဖန်ကဝိုင်းကုညီပဲအာနိုင်ငံတော်ဆိုးရတယ်တက်ဆိုင်တဲ့ဌာနဆိုင်ရတယ်လေဘလုံး corporate relationship လုပ်ပြီးတော့ request လုပ်ပြီးတော့မှဒီကလေးကိုတက်နိုင်ဆုံး ူညီမယ်ဆိုပြီးတော့ဥစဉ်ဟိုဘောနောအစစင်လုတ်ဖြစ်နေတယ်လို့ရင်းနေပဲအသိန်းဦးသိန်းဒီနေ့ဆိုရင်သူသိန်းနှစ်ထောင်ကျော်ရပါပြီဘောနောဒါကလေးရဲ့ကုသကံဘောနဲ့ဒါဥစဉ်ရဲ့ဇီဝိတ္တဒါနာအလိုဘောလေအာဝန်တာပီတီဖြစ်တာဟုတ်ဟာအာရန်ဝန်တာပါလေဒါဟိုဒါတကယ်ဟိုဟိုပရိုက်တာဆိုတာကမြင်တိုင်းလူတွေလို့လို့မရဘူးပတ်စံရှိတိုင်းလူတွေလို့မရဘူးပတ်စံရှင်ကိုရှင်းပြီးတော့စိတ်တက်လက်ရှိဖို့လိုတယ်လေအဲ့လိုမျိုးမရှိဘူးဆိုလို့ရှိရင်ဘာမှလည်း အော်လို့လို့မရဘူးပေါ့လေအဲ့အတွက်နေပြီးတော့ပို့ပြီးတော့ဟိုဦးစင်းတော့နေပြီးတော့လိုအပ်တဲ့နေရာတွေမှာလိုအပ်သလိုနေပြီးတော့ကွက်လက်ဖြစ်ဖို့အတွက်ကတော့ဟောစင်ပြန်ပဲပေါ့နော်